မင်္ဂလာပါရှင်။နွေဦးသတင်းချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။မော်ရမြို့မှာလူငယ်30ကျော်ကိုစစ်တပ်ကနေရာစတိုင်းပေါ်တာဆွဲဖမ်းစီဝမ်းနေမြို့နယ်မှာလည်းနိုဝင်ဘာ10ရက်အတွင်းလူငယ်300ကျော်ပေါ်တာဆွဲခဲ့ရာစကိုင်းနယ်မှာမြို့မှာလုံသွားလုံပြန်ကလုံနေတဲ့လူငယ်တွေ30ကျော်ကိုအကြမ်းဖက်စစ်တပ်ကနေရာစတိုင်းပေါ်တာဆွဲဖမ်းစီခဲ့ကြောင်းဖမ်းစီခံလူငယ်တွေရဲ့မိတ်ဆွေတွေကပြောတယ်ဒီဇင်ဘာ6ရက်နေ့9ရက်နေ့တို့မှာ မော်ရွာမြို့ပေါ်လမ်းဆောင်လမ်းကွာမှာလူငယ်30ကျော်ကိုဂျပန်စစ်တပ်ကအင်စီကားနဲ့ပေါ်တာဆွဲဖမ်းဆီးခဲ့ကြအောင်ဖမ်းဆီးခံလူငယ်တွေမှာ20နှစ်ရွယ်35နှစ်တွင်လူငယ်တွေဖြစ်ပြောလက်ရှိချိန်မှာလူငယ်တွေကိုနောက်မြောက်တိုင်းစစ်တာနာချုပ်ထဲမှာဖမ်းဆီးထားကြောင်းမိသားစုနဲ့တွေ့ဆုံခဲ့မှာဖြစ်ကြောင်းသိရတယ်။စင်ကွေးတွေကနေရာစတိုင်မြို့ပေါ်မှာရှိတဲ့လမ်းဆောင်နေမော်ရွာတစ်ဖက်ကန်ကနေမြို့ပေါ်ကိုလောက်သွားလောက်ကနေပြန်တဲ့လူငယ်တွေကိုအဓိကထားပြီးပေါ်တာဆွဲလို့သိရပါဗျ။ မော်ရတပတ်ခံကမျိုးပေါ်ကိုလှုပ်သွားလှုပ်ပြန်တဲ့လူငယ်လေးပါသွားတယ်။နေ့ရက်စတိုင်းစစ်ခွဲတွေပေါ်တာဆွဲဖန်စီသွားတာလူငယ်30ကျော်ဖန်စီသွားပါတယ်။ရှင်းပြင်းမန်လေးတိုင်းဝန်းနည်းမြို့နယ်မှာလည်းနိုဝင်ဘာတလအတွင်း JR တွေမှာလူငယ်300ကျော်ကိုစစ်တပ်ကပေါ်တာဆွဲဖန်စီခဲ့ကြောင်းဒေသပြည်သူတွေနဲ့ဖန်စီခံလူငယ်တွေအမိပတိုင်ဝန်ကပြောပါတယ်။ ွမ်းနေမြို့နယ်ကြေးရီမှာစစ်တပ်ကလူငယ်တွေကိုစစ်မှုထမ်းမှုရွာတွေတဲတီလိုက်လံဖမ်းဆီးနေပြီးလူငယ်300ကျော်ဖမ်းဆီးခံလိုက်ရတယ်။မိတီလာတက်ကစစ်သားတွေကကိုင်းနယ်ပတ်ပြီးရဝမ်းနေမြို့နယ်နောက်ဘက်ကရွာတွေမိတီလာပင်တလဲဝမ်းတင်းလန်တျောက်တွေ့သမျှလူငယ်တွေကိုအတင်းတမာဖမ်းဆီးတင်ဆောင်သွားတယ်။ဖမ်းခံရလူငယ်တွေကိုမိတီလာကတဲတက်ထဲကိုတခါလဲခေါ်သွားတယ်။ကျန်ပတ်စစ်တပ်ကရက်ကုတီစင်မလာတွင်စစ်မှုထမ်းပတ်စဉ်20ကိုဖွင့်လှစ်ပြကြောင်းသိရပါတယ်။ဆလာပြေဖေခုံနဲ့ပင်လောင်မြုံနယ်ဆက်မှာတိုက်ပွဲဖြစ်ပြီးတော့ စစ်ဗိုလ်တအုပ်ပါဝင်ကိုဦးသိဆောင်မီနှဲဦးကိုလက်နက်ကဲများနဲ့တို့ဖမ်းဆီးရရှင်ရှမ်းပြည်နယ်တောင်ပိုင်းပဲခုံမြို့နယ်နဲ့ပင်လောင်မြို့နယ်ဆက်မှာတိုက်ပွဲဖြစ်ပြီးစစ်ဗိုလ်တအုပ်ပါဝင်စစ်သားကိုဦးသိဆောင်မီနှဲဦးကိုလက်နက်ကဲများနဲ့တို့ဖမ်းဆီးရရှိကြောင်းတော်လိုင်းတပ်ဖွဲ့သတင်းမြစ်ကပြောတယ်ဒီဇင်ဘာ6ရက်ကပင်လောင်မြို့နယ်နဲ့ပဲခုံမြို့နယ်ဆက်ရှိကြရတဲ့ကိုဂျပန်စစ်တပ်နဲ့ PNO ပြည်သူစစ်တွေပါဝင်တဲ့ပူးပေါင်းဖွဲ့တွေကအင်အားလုံးရင်းနဲ့တိုးစစ်ဆင်လာကြတော်လိုင်းအင်အားစုတွေကတိုက်ခိုက်ရမှာစစ်ဗိုလ်တအုပ်ပါဝင်စစ်သားကိုဦးသိဆောင်မီနှဲဦးကိုရှင်ပန်းမိခဲ့တယ် ထို့ပြင်ငချင်းမီဆက်သက်တလက် RPG တလက်တို့ပါဝင်လက်နက်ကင်အများအပြားသိမ်းဆည်းရရှိခဲ့ကြောင်းတိုက်ပွဲမှာလည်းဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ဘက်ကထိနာနေရှိကြောင်းသိရပါတယ်တိုက်ပွဲကအခုထိပြင်းနေတော့မယ်လက်နက်ကင်အနေနဲ့ခဏခဏသိမ်းဆည်းရရှိရရှိတယ်။အတင်းတမစုဆောင်လိုက်စစ်မှုထမ်းတွေကိုအသုံးပြုတာရင်းကျံဖက်စစ်တဲ့စစ်ကြောင်းကအင်းလစ်တောင်ပချံကနေအင်သာရှန်နဲ့ပုံလူငယ်တွေကိုစစ်သားအဖြစ်အတင်းတမစုဆောင်လာသူတွေကိုအသုံးပြုလျက်ရှိပြီးရှေ့တန်းကနေတေကန်တိုက်ခိုက်လျက်ရှိကြောင်းကြောက်လန့်ရိတ်ခိုင်းတဲ့အတိုင်းမလုပ်ပါကရှိုင်းတဲ့နေဆက်လျက်ရှိကြောင်းသိရတယ်။ ဇလပီတိုင်းမြန်မာနယ်စပ်မင်းလက်ဘာမှတိုက်ပွဲတွေဇလပြင်းထန်နေပြီးတောင်အင်းမြကန်ကိုနယ်စပ်လေကိတ်တွေပြန်လည်ပန်းမလွယ်ကိုတဲ့ဂျားပြန့်နေရှာမင်းလက်ပန်ကြီးအမယနေ့မီလောင်နေထိုင်းမြန်မာနယ်စပ်များရိမြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ထိုင်းပကြံကိုလက်နက်ကြီးကြလို့ပိတ်ထားတဲ့မဲဆောင်များတွေကွန်ပျူစီတင်ယူနဲ့တောင်အင်းမြကန်ကလေကိတ်တွေကိုတပတ်ကြာမှတိုင်းအာဏာပိုင်တွေကပြန်လည်ဖွင့်လှစ်ခဲ့ပေမဲ့လည်းပြန်မလည်ပတ်နိုင်သေးဘူးလို့နယ်စပ်ကုန်သွယ်ရေးစီကနေသိရတယ်မဲဆောင်များရီကွန်ပျူစီတဲ့ရင်နဲ့တာဝန်မြေကန်ကလေကိတ်တွေကိုနိုဝင်ဘာ30ရက်နေ့ကစပြီးထိုင်းအာဏာပိုင်တွေကပိတ်သိမ်းခဲ့ပါတယ်။ ဒီဇင်ဘာ9ရက်နေ့မှာတိုင်ဘက်ကနေဆက်လေကူဂိတ်တွေကိုပြန်လည်ဖွင့်လှစ်ပေးမယ်လဲမြန်မာဘက်ကအဆင်သင့်မဖြစ်တဲ့ပြင်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်အခုကလေစိတ်တွေတိုင်ဘက်ဖွင့်ပေးမယ်ဒီဘက်မှာပုံမှန်ပြန်မလဲပတ်နိုင်သေးဘူးမင်းလက်ဘက်မှာလည်းတိုက်ပွဲအစားဖြစ်တယ်ဒီနေ့မီးတွေပါလောင်နေအချိန်လေးကဘာမှမရရော PGF နဲ့စစ်တဲကြောင်မှလည်းစားပြန့်ကိစ္စအဆင်မပြေမှုတွေရှိနေကြရတယ်မြန်မာဘက်ချာမစေအောင်စုတန်းနဲ့တော်လိုင်းတတွေကြားတိုက်ပွဲတွေဖြစ်ပွားနေအပြင်မြန်မာစစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးတိုင်းဘက်ကြောက်လာကြတာအောင်မြေကန်ကကုန်တဲဂိတ်တွေကိုထိုင်းစစ်တပ်ကပိတ်ပင်ခဲ့တာပဲဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ်တားမြစ်ကန်ကနယ်စပ်ဂိတ်တွေတိုင်းဘက်ကပြန်လည်ဖွင့်လှစ်ခဲ့ပြီးမြောက်ရီမြို့နယ်မင်းလက်ပံမှာတော့စစ်တပ်နဲ့ KNL တပ်တွေတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်။လက်ရှိမင်းလက်ပံမှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးလက်နက်ကြီးကြီးတွေတိုင်းဘက်ကျန်းမဲခုတ်ကင်ကြီးအဘက်ကိုထမကြောက်လာမယ်ဆိုရင်တိုင်းစစ်တပ်ကအင်အားသုံးဖြည့်ရှင်မယ်လို့ဆိုနေရကြောင်းနယ်စပ်လေကိတ်တွေပြန်ပိတ်သွားနိုင်တဲ့ခြေအနေလည်းရှိနေတယ်လို့တော်လိုင်းသတင်းမြစ်ချိုကသုံးသပ်တယ်။ ဒီဇင်ဘာ9ရက်မနက်ပိုင်းကင်ပြင်းနယ်မြောက်ရီမြို့နယ်မဲလပန်ကျားနီစစ်တပ်နဲ့ KNL တပ်ကြောင်းတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီးမြန်မာဘက်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးကထိုင်းနဲ့ကြောက်ပေါက်ကွယ်ပြီးတိုင်းနိုင်ငံသားတအုပ်ပြင်းထန်တရားရရှိခဲ့တယ်။အလားတူဒီဇင်ဘာတရညာ9ရက်35မိနစ်ချိန်မှာလဲမြန်မာနိုင်ငံဘက်ကပြစ်ခတ်တဲ့ကြည်စံကဒိုင်းနိုင်ငံမဲဆောက်မြို့ပတ်ချန်ရှိမဲခုတ်ကင်းကျောက်ပြီး69နှစ်ရတိုင်းနိုင်ငံသူမျိုးသမီးကြီးရဲ့ဘေဘက်ချောင်ကိုထိမှန်ခဲ့တယ်။ထိုင်းစစ်တပ်ကလက်နက်ကြီးကြည်စံနေဒိုင်းမဲချန်ကိုကျောက်နေခဲ့မှုနဲ့ပတ်သက်လို့မြန်မာဘက်ချန်ကိုတရားဝင်ကန့်ကွက်စာပေးပို့ခဲ့ပြီး ထိုင်းမြန်မာနယ်စပ်တခြားမှာလည်းလုံခြုံရေးပုံမတင်ကြခဲ့တယ်။ဒါအပြင်မြန်မာဘက်ကလည်းထိုင်းစစ်တပ်ကမိခိုးပုံတွေပြန်လည်ပစ်ခတ်ခဲ့တယ်။နိုဝင်ဘာ30ရက်နေ့မှာလည်းထိုင်းဘက်ကမြန်မာဘက်ကဖြစ်ခဲ့တဲ့လက်နက်ကြီးကြီးကြားကဲလို့တောင်းမြစ်ကိုဖြတ်ကုန်းနေတဲ့နိုင်ငံနယ်စပ်လေးကိတ်တားအလုံးကိုထိုင်းအနာပိုင်းနဲ့ကုနေရတီတီပိတ်ပင်ခဲ့တယ်။မြောက်ရီမြို့နယ်မဲလက်ပန်ကျားနေမှာရှင်အကြပြန့်ုံတွေကို KNU ကနိုဝင်ဘာ20ရက်နေ့သိမ်းပိုက်ခဲ့ပြီးနောက်အဲ့ဒီနေရာမှာရှင်အကြပြန့်လုံယုံနဲ့ဝင်းတွေကိုစုံစမ်းစစ်ဆေးရေးလှုပ်ဆောင်နေချိန်မှာစစ်တပ်ကထိုးစစ်ဆင်မှုတွေတောင်းတလို့လုလာလည်းဖြစ်ပါတယ်။ ဆလပင်စစ်တပ်အနာသိမ်းတာမြမစီပွားရေးပြန်ကောင်းလာရန်ကန့်သက်တာစီများရှိနေစဉ်ကမ္ဘာပံထုတ်ပြန်ဝဲလိုအားနေခြင်းလောက်တာရွာပါခြင်းနဲ့လျက်စစ်မီပြတ်တောက်ခြင်းပြည်ပကားနဲ့မလုံခြုံမှုအပေါင်းဝင်ပြဿနာများစွာရှိနေဆရာနာသိမ်းတာရဲ့မြမစီပွားရေးပြန်ကောင်းလာရန်ကန့်သက်တာစီရှိနေစဉ်ဖြစ်ကြောင်းကမ္ဘာပံကထုတ်ပြန်လိုက်ပြီးဝဲလိုအားနေခြင်းလောက်တာရွာပါခြင်းနဲ့လျက်စစ်မီပြတ်တောက်ခြင်းပြည်ပကားနဲ့မလုံခြုံမှုအပေါင်းဝင်ပြဿနာများစွာရှိနေစဉ်ဖြစ်ကြောင်းကမ္ဘာပံကယနေ့မှထုတ်ပြန်ပြောဆိုရင်၂၀၂၅ခုနှစ်မတ်လငလင်တန်းတရားမှုတွေပြည်ပခါရေးဆက်လက်ဖြစ်ပွားနေမှုနဲ့ ရင်းရှင်ဆိုင်ခေါ်မှုတွေကြောင့်မှပဲမြန်မာနိုင်ငံစီးပွားရေးပြန်လည်နှလန်းထူရေးလမ်းကြောင်းပေါ်မှာအတန်အသင့်တိုးတက်မှုလက္ခဏာတွေတွေ့များကြောင်း၂၀25ခုနှစ်အောက်တိုဘာလမှဧပြီလနဲ့နိုင်ရှင်မှာကစီးပွားရေးမှာပုံမမြင့်မှာသောစွမ်းဆိုင်နဲ့လည်းပတ်ခဲ့ကြောင်းကျန်ွယ်က၂၀24ခုနှစ်မှာတည်တည်တသာတန်မှုကြောင့်ဆင်ခဲ့တော်လဲယခု၂၀25ခုနှစ်တရှောင်းလုံးတည်ငြိမ်စွာပြန်လည်တန်မှုမြင့်တက်လာကြောင်းဝေကြီးဖောင်းပမှုရောကြလာတော့လေအလုံးစုံကုန်စင်းတို့နဲ့မြန်မာနိုင်ငံဖြစ်ကြောင်းကွန်ပျူစီပို့ဆောင်ပမာဏမှာ2025ခုနှစ်စတင်ပါလာဒီ6လတွင်မြင့်တက်လာခဲ့ကြောင်းကဘာဘန်ကဆိုရင် 2020ဆောင်မန်ရှလာကွန်တီမြန်မာနိုင်ငံစီးပွားရေး GDP မှာနေရာကိုင်းနှုန်းလာကျဆင်းတယ်လို့စီရင်ကစားကမန်းတာပြီးအဆိုပါကမန်းချက်မှာရကင်ကမန်းခဲ့တဲ့အနှုန်း1.5ကျပ်ကိုင်းနှုန်းထက်အနည်းငယ်ကောင်းမွန်လာကမန်းချက်တွေဖြစ်ကြောင်းသိရတယ်။လာမယ့်2020ကျောင်း2020ခုပန်နိုင်နေမှာစီးပွားရေးမှာ300ခန်းတို့ပြန်လဲဥမော်လာမယ်လို့ကမန်တာပြီးအဓိကအပြင်ကလည်းပြီးပြန်လဲတိစောက်ရတဲ့အထိကိုင်ဆုံးရှုံးသူတွေကိုအခုညနေဆက်လက်ပေးရခြင်းတို့ကြောင့်ဖြစ်တယ်လို့ကမ္ဘာပံကဆိုတယ်။ ထို့ပြင်မြန်မာနိုင်ငံငွေကြေးဖောင်းပွမှုမှာ20ရာခိုင်နှုန်းထက်မှရှိနေမယ်လို့မျှော်လင့်ရကြောင်းပြန်လည်တိစရိုက်သုံးစိတ်တွေတိုးလာခြင်းကြောင့်ဘတ်ဂျက်လုံခြုံရေးအမှုက2020-2021ဘဏ္ဍာရေးနှစ်မှာ GDP ရဲ့900ခိုင်နှုန်းတရောက်ရှိမယ်လို့ကန့်မှန်းကြောင်းထို့ကြောင့်ဘဏ္ဍာရေးဆိုင်ရာစိန်ခေါ်မှုတွေဆက်လက်တည်ရှိနေပြီဖြစ်ပြီးပြည်တွင်းချင်းငွေတွေမြန်မာလာမှုကိုထိန်းအပ်စေကြောင်းအများပြည်သူကျွေးမိမှာအတိုင်းပြည် GDP ရဲ့60ရာခိုင်နှုန်းထက်မှရှိနေမယ်လို့မျှော်လင့်ရကြောင်းကမ္ဘာ့ဘဏ်ထုတ်ပြန်ပြောဆိုကြရသေးပါတယ်။ ဆက်လက်ပြီးစစ်ကောင်စီနဲ့ပြည်ရတာတော်လိုင်းပန်းနိုင်မတီကကြီးဆောင်နေဆက်ရှောက်မယ်လို့တရားနယ်လေးကဆိုအာနာသိန်းစစ်ကောင်စီတန်းနဲ့ပြည်ခန့်ရဆိုင်လက်မှတ်ရေးထိုးတာဟာတရားနယ်လေးရဲ့တော်လိုင်းပန်းနိုင်ရည်မြချက်ကိုထိခိုက်စေမှာမဟုတ်ဘဲခီးလန့်ဆောင်တဲ့ဒီဆက်ရှောက်လက်မှတ်ဖြစ်ကြောင်းတရားနယ်လေးကထုတ်ပြန်နေ PSLF တရားနယ်လေးသတင်းပြန်ကြားရေးဌာနရဲ့နိုဝင်ဘာလထုတ်စားဆောင်ကိုဒီကနေ့ထုတ်ပြန်ခဲ့ရမှာအဲဒီတာအပေါ်မှာပြည်ခန့်ရဆိုင်လှုပ်ဆောင်ခဲ့ခြင်းနဲ့ပတ်သက်ပြီးခုလိုရေးသားဖော်ပြထားတာပါ ။ PSLF တရားနယ်လျာတိုင်းတမျိုးတာလုံးပြည်နိုင်ငံဘွားကနေလွတ်မြောက်ရေးဒီမိုကရေစီနဲ့လူ့ခွင့်ရေးကိုအမကန်နဲ့တိုင်းပြည်နယ်တည်ဆောက်ရေးမြို့သားတန်းတူရေးနဲ့မြို့သားကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကိုအမကန်နဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတည်ဆောက်ရရှိဖို့တော်လိုင်းစတင်ခဲ့ရဖြစ်ပြီးနေ့ပေါင်း62နှစ်ရှိခဲ့ပြီလို့ဆိုတဲ့ PSLF တရားနယ်လေတင်းကျုံနယ်မြို့မှာရပ်သားပြည်သူတွေကိုလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုပျက်စီးဆုံးရွှတ်မှုတွေအသက်ဘေးကင်းလုံခြုံမှုပေးနိုင်မှုစစ်ကောင်စီတပ်နဲ့ပြည်ကရဲစဲကြီးကိုရေးထုတ်ခဲ့ရလို့တရားနယ်လေကရှင်းပြတယ် တရနလီယာတက်တုံညာနေကွန်ဆက်စင်မှာမဟာမိတ်တွေနဲ့ပေါင်းပြီးစစ်ကောင်စီတပ်စခန်းယာကြီးမျိုးဆက်နှမျိုးကိုသိမ်းပိုက်ခဲ့တယ်။2025မှာတော့နောက်ကျော်ကြောင်မဲနဲ့တီဘောမျိုးတွေကနေဆုတ်သွားပြီးအော်တိုဘာလကွန်မတရုတ်ရဲ့ဂျောင်းမျိုးနဲ့မိုးမိတ်နဲ့မိုးကုတ်မျိုးကိုစစ်ကောင်စီတံပြန်ပေးကအပြစ်ခတ်ရစေးလှုံဆောင်ခဲ့တယ်။အပြစ်ရဲ့သဘောတူညီချက်အားတရနလီတက်တွေထွက်သွားပြီးနိုဝင်ဘာလကွန်ပိုင်းမှာစစ်ကောင်စီတံမိုးကုတ်နဲ့မိုးမိတ်မျိုးပြန်လည်ဝင်လာချိန်မှာတော့တခြားထွန်လိုင်းတက်တွေနဲ့စစ်ကောင်စီတံကြားတိုက်ပွဲတွေဖြစ်ခဲ့တယ်။ မိုးကုံမမိတ်ကြမှာတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF နဲ့စစ်ကောင်စီတပ်ကြောင်တိုက်ပွဲဖြစ်ခဲ့သလိုမိုးကုံမြို့ပြင်မှာလည်းစစ်ကောင်စီတပ်နဲ့ PDF တွေတိုက်ပွဲဖြစ်ခဲ့တယ်။ဒေသခံပြည်သူတွေကိုလုံလောက်အသိပေးရမျိုးမရှိဘဲစစ်တပ်တံလွှဲပေးခဲ့တဲ့ပေါ်ပြည်သူတွေက DNL ပေါ်ပြင်ထန်ဝေဖန်နေကြပါတယ်။ဒေသခံပြည်သူများစုကစစ်တပ်ရန်ကြောက်တတ်တာကြောင့်မြို့ကရှောင်ပြေနေကြရပါတယ်။နောက်ဆက်အားပေးကြတဲ့အတွက်ဒုဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။